တော့ဒီနေ့မှာတော့ Photoshop နဲ့မင်္ဂလာဖိတ်စာပြုလုပ်တဲ့နည်းလေးကိုမျှဝေပေးခြင်းပါတယ်။အဲတော့ရှေ့မှာဆိုရင်ဝင်းနေဖိတ်စာပြုလုပ်တဲ့နည်းလေးတွေမျှဝေပေးတဲ့အတွက်ကျွန်တော်ဒီ page တွေမှာ YouTube တွေမှာခဏခဏလာလာမေးကြတဲ့ကျွန်တော်မိတ်ဆွေများအတွက်ဒီမင်္ဂလာဖိတ်စာပြုလုပ်တဲ့နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။အဲတော့ကျွန်တော်ရဲ့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel နဲ့ Knowledge Zone YouTube channel လေးကိုလည်း subscribe လုပ်ပြီးတော့ ဒီကျောင်းဒီ Facebook page လေးကိုလည်း follow လုပ်ပြီးတော့အားပေးထားပါအောင်အဲ့တော့ဒီဖိတ်စာပြုလုပ်တဲ့ညီလေးရာဆိုရင်ဗီဒီယိုရောရှေ့မှာဖြစ်တဲ့အတွက်ဗီဒီယိုကျောင်း TikTok ကမိတ်ဆွေလေးလာတဲ့မိတ်ဆွေများအတွက်ကတော့ကျောင်းအပိုင်းလေးတွေပိုင်းပြီးတော့တင်ပေးပါမယ်တကယ်လို့ဒီဗီဒီယိုအပြည့်စုံတစ်ခါလဲကြည့်ကျင်နေဆိုရင်တော့ကျောင်းရဲ့ဒီ YouTube channel လေးမှာ subscribe လုပ်ပြီးတော့တွားရောက်ကြည့်နိုင်ပါတယ်ဒီ Facebook page မှာဆိုရင်လည်းကျွန်တော်တင်ပေးထားမှာဖြစ်ပါတယ်။နောက်လေးဆုံးဆိုပြီးတော့ဒီမှာ Facebook page မှာလည်းကျွန်တော်တင်ပေးသွားပါမယ်။အဲတော့ တိတော့မှာဆိုရင်တော့အပိုင်းလေးတွေပိုင်းပြီးတော့စောင့်မျှော်ပြီးတော့ကြည့်ရှုပေးပါโอเคဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးဆက်လိုက်အောင်ရှင်းဆုံးအနေနဲ့ကျွန်တော်ကဖိတ်စာပြလုပ်ဖို့အတွက်ဆိုရင်ဖိတ်စာရဲ့ site ကိုကျွန်တော်သိဖို့လိုပါတယ်အဲ့တော့ဖိတ်စာရဲ့ site ကိုကျွန်တော်သိပြပါမယ်တခါတည်း keyboard ကနေ control ရဲ့ order ရဲ့ c ရဲ့တွဲပြီးတော့နှိပ်လိုက်မယ်ဆိုရင်အခုလက်ရှိဖွင့်ထားတဲ့ document လေးကိုကျွန်တော်ကကြည့်လို့ရပါတယ်သူ့ရဲ့ site ကတော့ဒီဖိတ်စာရဲ့ site ကတော့ဆက်လက်မှာ အကျယ်ကတော့၁၀လဲမှာအမြင့်ကတော့9လက်မှရှိပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်စာမျက်နှာလေးတစ်ခုခေါ်လိုက်ရအောင်။အဲ့တော့ဖိုက်စာပြုလုပ်ဖို့အတွက်စာမျက်နှာလေးတစ်ခုခေါ်ပါမယ်။ကျွန်တော် file လေးကိုသွားပါ။နယူကိုနှိပ်ပြီးတော့ခေါ်မယ်ဆိုရင်ရတယ်။ keyboard ကလည်း control ရဲ့ n နှိပ်ပြီးတော့လည်းခေါ်မယ်ဆိုရင်ရှာပါတယ်။အဲ့တော့ဒီမှာဆိုရင်ဒါကျွန်တော်ကတော့စေထားဖြစ်တဲ့အတွက်ဒီ file လေးကိုအရင်ဆုံးဦးစွာဖြတ်လိုက်မယ်နော်။ဒီ file လေးကိုကျွန်တော်အရင်ဆုံးဖြတ်လိုက်ပါမယ်။ဒီကဒီမှာဖိုက်စာပြုလုပ်တဲ့နည်းဆိုပြီးတော့ ဒီ oh sorry ခိစ္စာဆိုပြီးတော့ကျွန်တော်ရှိပါတယ်ဒါကျွန်တော်အစောတုန်းကစိတ်ထားတဲ့ဖိုင်လေးပေါ့နော်အဲတော့ဒီမှာဆိုရင်ကိုကခိစ္စာ site ပြုလုပ်ဖို့အတွက် site လေးကိုဒီမှာချိန်ပါမယ်ဒီနောက်လေးမှာပေါ့နော် quiz ဆိုတဲ့နေရာမှာဆယ်လက်မှာဒီနေရာလေးမှာ in shape ကိုရွေးပါ in shape ပြရပါမယ်သူ့ရဲ့ height ကတော့9လက်မှဖြစ်ပါတယ် resolution ကိုကျတော့ကျွန်တော်300ထားပါပေါ့နော်သူ့ရဲ့ color mode ပါဆိုရင်တော့ကျွန်တော်တို့ gray scale ကိုအသုံးပြုပါတယ်တကယ်လို့ကိုက RGB color အနေနဲ့သုံးမှဆိုရင်ဒါ color နဲ့ထုတ်ရှင်နေသူရင် ူတွေအတွက်ပေါ့နော် RGB နဲ့ထုတ်လို့ရတယ် CMYK ရှိမယ် CMYK ကတော့ကျွန်တော် B9 နေထုတ်တဲ့အခါမှာသုံးပါတယ်နော် B9 နေထုတ်တဲ့အခါမှာသုံးတယ်အလုံးပြီးသွားပြီဆိုရင်ကျွန်တော်ကဒီ create ဆိုတာလေးကိုနှိပ်လို့ရတယ်လို့ create ဆိုတာလေးကိုမနှိပ်သေးခင်ကျွန်တော်ဒီနေရာလေးမှာဒီဖိတ်စာကိုကျွန်တော်ကအများအားရိုက်ရတယ်အများအားသုံးရတယ်ဆိုရင်ဒီဒီ site လေးကိုပေါ့နော်ကျွန်တော် save ထားလို့ရပါတယ်ဒီမှာ save preset ဆိုပြီးတော့ရှိပါတယ်ဒီများလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီနေရာလေးမှာရှင်းပေးလိုက်ပါတော့ကိုကဒီဖိတ်စာဆိုရင်လည်းဖိတ်စာပါတော့ ဒါဆိုရင်ဖိတ်စာရဲ့ site ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာသူ့ကိုရေးလိုက်ပါမယ်။အင်္ဂလာဖိတ်စာဆိုပြီးတော့ရှင်းပြလိုက်မယ်နော်။ Okay ဒါဆိုရင်မင်္ဂလာဖိတ်စာဆိုပြီးရေး save preset ဆိုတာလေးနှိပ်ပါ။ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ save ဆိုတဲ့အထက်မှာဒီဟာလေးကိုနှိပ်ပြီးတော့ create ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဟိုဒီဖိတ်စာလေးရိုက်ပေါ့နော်။ Okay ဒီဖိတ်စာလေးရိုက်ဆိုလို့ရှိရင် seminar လေးရိုက်ဆိုရင်သူ့ရဲ့ပုံမှာကျွန်တော် site site ကိုတဝက်စီဝက်လိုက်ပါမယ်။ဒီ page တန်းပေါ်မှာ ပေးတဲ့ပုံမှာဖိဆွဲလိုက်ပါဒီပေးတဲ့လေးပုံမှာပေါ့နော်ဖိပြီးတော့ဆွဲလိုက်တယ်ဆိုလို့ရှိရင်ဒါမြင်းလေးတစ်ခုပါလာလိုက်မယ်ဒီမြင်းလေးနဲ့ကျွန်တော်ဖိဆာကိုတဝက်ကိုတစ်ဖက်ကိုဆက်လက်ငါးလက်မစီရှက်ဝက်လိုက်ပါမယ်ကျွန်တော်ဆက်လက်မရှိရာဖြစ်တဲ့အတွက်ငါးလက်မစီဝက်ပါမယ်ဒီပေးတဲ့လေးပုံမှာကျွန်တော်ဖိဖိပြီးတော့ဆွဲလိုက်ပါနော်အဲဒီပေးတဲ့လေးမရှိဘူးဆိုရင်လည်းကျွန်တော် view ထဲမှာရှိတဲ့ဒီ RUN လေးက ruler ဆိုတာလေးကိုအမှန်ချစ်နှိပ်ပါဒါမှမဟုတ် shortcut နေလဲ keyboard ကနေ control key ရဲ့ r ရဲ့တွဲပြီးတော့နှိပ်ထားမယ်ဆိုရင်လည်းကျွန်တော်ဒီ မြင်းလေးကိုဒီပေဒံလေးကိုခေါ်လို့ရမယ်ပေဒံလေးပေါ်မှာဖိဆွဲပြီးတော့ဒီမြင်းလေးတွေကိုကျွန်တော်တို့ကဆွဲထည့်ပေးရမှာဖြစ်ပါတယ်တကယ်လို့အသုံးမလိုတော့ဘူးဆိုလည်းသူ့ကိုပေါ်လေးကိုပြန်ပြီးတော့ဖိဆွဲပေးလိုက်ပါဒါဆိုရင်ဒီပုံစံလေးရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဖူးတွေလေးထည့်ပါမယ်ဒီမှာဆိုရင်ဒါကျွန်တော်စတေကာလေးတွေထည့်တာပါเนาะမင်္ဂလာရဲ့ခံပွဲအစီအစဉ်ပြီးလို့ရှိရင်ဒီလိုမျိုးပုံလေးဒီလိုမျိုးအဲပန်ရှင်တောင်လေးတွေဒီလိုပို့เนาะဒီ wedding ပုံစံလေးတွေဒီပုံစံလေးတွေကိုကျွန်တော်ထည့်ပါမယ်အဲ့တော့ဒီမင်္ဂလာ အခက်ဝဲစီစဉ်ဒီဟာလေးကိုကျွန်တော်ထည့်ဖို့အတွက်ကျွန်တော်ရဲ့ဒီဆက်ထဲမှာတင်ထားတဲ့ဖိုင်လေးတစ်ဖိုင်ကိုကျွန်တော်ဖွင့်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီထဲမှာတင်ထားရရှိရပါဘောနော်ကျွန်တော်ရဲ့ဆက်ထဲမှာရှိတဲ့ဒီဖိုင်လေးပေါ့နော်ဒီထဲမှာဖွင့်လိုက်ပါမယ်အဲ့တော့ဒီမှာ Photoshop ဒီဘွာထဲမှာရှိရနော်အဲ့တော့ကျွန်တော်ဒီမှာဒီထဲကတစ်ခုကိုရွှေ့ပြလိုက်မယ်ဟုတ်ကဲ့ဘယ်ဟာလေးဆင့်ပြလဲဆိုရင်ဒီပုံစံလေးပဲရွှေ့လိုက်ပါဒါဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်က BS ဒီပိုင်းဖြစ်တဲ့အတွက်သူ့ကိုတခါတည်းဟိုဘက်ထဲမှာဖိပြီးတော့ဆွဲထည့်ပေးလိုက်တာဒါဆိုလို့ရှိရင်တော့ဒီပုံစံလေးရမယ်โอเคဒါဆိုလို့ရှိရင်သူ့ control ရဲ့ keyboard ကနေ control ရဲ့ D ရဲ့နှိပ်ပါเนาะ transform transform ဆိုတာကျွန်တော်ဒီပုံကိုကိုလိုသလိုကြုံတာတွေရှယ်တာတွေကြီးတာတွေပေါ့เนาะသူ့ပြန်ပြီးတော့ပြင်တာဖြစ်ပါတယ်အဲ့တော့သူ့ကိုဒီပုံစံလေးတောင်းလိုက်မယ် control ရဲ့ D ရဲ့နှိပ်ပုံလေးကိုနည်းနည်းကြီးဒီသားလို့ရှိရင်ကျွန်တော်ဒီမှာရှိတယ်ဒီမင်္ဂလာနေ့ရဲ့မင်္ဂလာရှိမင်္ဂလာနေ့ရဒီပုံစံလေးတွေကိုကျွန်တော်တစ်စိမ့်ချင်းသွားပါမယ် မင်္ဂလာနေ့ရဲ့မင်္ဂလာရှင်ဒီမင်္ဂလာနေ့ဟာဆိုတဲ့ဖောင့်လေးဟာဖောင့် site ကိုကျွန်တော်တမျိုးတည်းထားဖောင့်ကိုတမျိုးတည်းထားမယ်ဖောင့် site ကိုလည်းတမျိုးတည်းထားပါမယ်အဲ့တော့ကျွန်တော်ဒီဖောင့်လေးကိုရေးလိုက်မယ်မင်္ဂလာနေ့ရဲ့ဆိုတဲ့ဖောင့်လေးဟာဘာဖောင့်လဲရေးရေးလို့အဆင်ပြေလဲဆိုရင်ကျွန်တော်ဒီဒီ W ဖောင့်လေးပေါ့နော်တခြားရမင်းဖောင့်လေးဝင်းဖောင့်လေးစတဲ့ဖြစ်ကြုံရေးလို့ရတယ်ဒါဖောင့်အလားပဲဖောင့်အလားပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရေးလိုက်မယ်ဒီထဲကနေကျွန်တော်ခေါ်လိုက်မယ် W ဖောင့်ဆိုတဲ့နေရာမှာဖောင့်ကိုပြောင်းပါကျွန်တော်တော့ W စက်ခွန်ကိုရွှေလိုက်ပြီးအန်ဒါလေးခေါ်လိုက် W ဆက်ကွန်ရှိရဒါမှမဟုတ်ရေဒီတခြားဖောက်လေးပေါ့နော်ရမင်းဖောက်လေးပါလည်းရှိရယ်။ဒါဆိုလည်းကျရင်ဒီမှာရမင်းဒီဖောက်လေးယူလိုက်မယ်ဒါဆိုရင်တင်္ဂလာနေ့ရက်ပေါ့နော်။တင်္ဂလာနေ့ရက်ကိုရေးပါမယ်။မင်္ဂလာနေ့ရဲ့ဆိုပြီးရေးလိုက်တယ်သူရဲ့ဖောင်ကာလာလေးကတော့မှိတ်မိတ်လေးဖြစ်နေတဲ့ကဲသူ့ကိုအနက်ရောင်လေးထပ်ပြီးတော့ပြောင်းလိုက်မယ်အဲ့တော့ဖောင်ကာလာကိုဒီမှာလာပြောင်းအောင်ပါဖြစ်ပါတယ် ဲ့တော့ဒီထဲကကျွန်တော် color over လေးကိုရွေးဖောင်းရဲ့ color ကိုအနည်းငယ်လေးထားပြီးတော့ okay ကိုပေးလိုက်ပါဒီညာလေးပါလေကျွန်တော်ကပြောင်းထားလို့ရနော်ဒါဆိုရင်ဒီပုံစံလေးလာလိုက်မယ်ဒါဆိုရင်သူ့ရဲ့ font size ကနည်းနည်းသေးနေရဖြစ်တဲ့အတွက်သူ့ကို font size ကိုကျွန်တော်30နဲ့3လောက်ထားလိုက်မယ်ပြီးရင်ဒီအပေါင်းလေးကိုနေပါတော့ဒါဒါကျွန်တော်တို့ကဒီ test 2ကိုခေါ်တာဒီ2ကိုခေါ်တာကြောင့်อ่ะเนาะဒီ2ရဲ့ live ပြပါနေပါအဲ့တော့သူ့ကိုဒီအပေါင်းလေးကိုနေဒါမှမဟုတ် shortcut က control ရဲ့ အရှောကကနေတော့ဘွေုံနေပေါ့နော်ဘွေသူ့ကိုမုတ်တူးလို့ခေါ်ပါတယ်မုတ်တူးရဲ့ရှောကကဘွေဖြစ်ပါတယ်အဲ့တော့သူ့အပေါင်းလေးကိုနေတာရဲ့ပါညာပြန်ပြီးတော့သုံးလိုက်ရတယ်ဒါပိုလိုရှောကိုလုံးဝဒီအရှိကန်နေရထားရဆိုလို့ရှိရင်ဒါလေးရအထူးတူတူကျွန်တော်ပြောမနေတော့ပါဘူးအဲ့တော့ပိုလိုရှောကတော့အရှိကန်ရတယ်ဒါပေမဲ့ဖိတ်စာတွေမလုတ်တတ်တဲ့သူတွေအတွက်ပေါ့နော်ဒါဖိတ်စာပြုတ်လုတ်တဲ့နေ့ကျွန်တော်အရှိကန်နေစပြီးတော့အဲတင်ပေးလိုက်တာပေါ့နော်ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီတီပီသားသူတွေကတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကရှင်းရှင်းနေလိမ့်မယ် ဗီဒီယိုလေးများရင်များနေလိမ့်မယ်ပေါ့နော်အဲမသိသေးတဲ့သူတွေအတွက်ကျွန်တော်ကအသေးစိတ်တခါတည်းပြောပြတာဖြစ်တဲ့အတွက်ဗီဒီယိုလေးဒီမှာတော့တိပိတာကြီးတိထားရဲဆိုရင်တော့အဲဗီဒီယိုလေးကိုကြော်ကြည့်လို့ရပါနော်အသေးသေးတဲ့သူတွေကတော့မကြော်ဘဲနဲ့ကြည့်သေးချင်ပါတယ်ကျွန်တော်ဘလိုလေးတွေရှိန်သွားတယ်ဘလိုလေးတွေပြောင်းသွားတယ်ဆိုတာကိုတိမှအစီအပြေမှာဖြစ်ပါတယ်ဒါဆိုရင်ဖောင်းဆိုင်လေးကသူ့ကို33လောက်ထားထားတယ်ပြီးရင်သူ့ကို stroke ဘိုဒါလေးတွေ stroke လေးတွေထည့်ကျင်နေဆိုရင်လည်းညာကျွန်တော်ကနော် ဒီစတုပ်ကိုထည့်ထားတဲ့ကြောင့်ဝဒီဟောပါတော့အထုလေးထားရင်ပို့ပြီးတော့ကောင်းပါလေဒီညလေးမှာဒီညလေးုံနေပါတော့အဲဒီဒီအပေါင်းလေးုံနေပါတော့သူ့ရဲ့ဒီနောက်မှာရှိပါတယ်အဲဒီညလေးပါတော့ဒီညမှာကျွန်တော်ကစာကိုဆက်လက်မှတ်ပြီးတော့ဒီစတုပ်ပုံစံမျိုးစတုပ်မဟုတ်ဘူးเนาะသူကဟိုဘိုးပေါ့ပြောရရင်ဘိုးပေါ့เนาะဒီဘိုးဆိုတာလေးကိုထည့်ပေးလိုက်ပါเนาะဒါဆိုလို့ကျရင်ဖောင်းဆိုင်လေးကပို့ပြီးတော့မဲလာလဲโอเคဒီပုံစံလေးရိုက်ဆိုရင်အဲ့ဒီဖောင်းအောင်ပဲကျွန်တော်ကမင်္ဂလာနေ့ရက်ကဲ ပြီးသွားရင်မင်္ဂလာအရှင်ရဲ့မင်္ဂလာနေရာရေကိုဒီဖောင့်တစ်မျိုးတည်းနဲ့တုံးမယ်အဲ့တော့ဒီဟာလေးတွေကိုပွားလိုက်ပါတော့ကွန်ထရိုးကီးလေးနဲ့ကွန်ထရိုးကီးမဟုတ်ဘူးအော်ဒါကီးနဲ့ပေါ့နော်ဒါရှော့ကတ်တယောက်နဲ့တယောက်တော့မတူဘူးကျွန်တော်ကတော့အော်ဒါကီးကိုထားထားတယ်တချို့ဆိုရင်ဒါရှော့ကတ်တွေကိုကိုယ်စိတ်ကြိုက်ပြင်ထားရရှိရနော်အဲဒီနေရာလေးမှာကျွန်တော်တော့ပုံမှန် default default ရှော့ကတ်အော်ဒါကီးနဲ့သူ့ကိုဖိပြီးတော့ပွားတယ်သူ့ကိုတစ်ချက်နေတင်္ဂလာအရှင်ဒီနေရာလေးမှာရှိလိုက်တယ်တင်္ဂလာ အရှင်ပေါ့နော်မင်္ဂလာရှင်ရေးမယ်အောက်ပါကမင်္ဂလာနေရဒါဆိုလို့ရှိရင်သူ့ကိုဖြတ်ပါမယ်မင်္ဂလာနေရဒါနော်ဒီပုံစံလေးရမယ်ဒီပုံစံလေးရသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီညလေးမှာရေးမယ် W01 ပေါ့နော်အဲ့တော့ဒီညလေးမှာကျွန်တော်ကတော့ W01 နဲ့ရေးလိုက်တယ် W01 နဲ့ဟောင်းဆိုင်ကကျွန်တော်ဘယ်လောက်သုံးလို့ရလဲဆိုရင်ဒီနာမှာ16 16ဒီဝင်းကျင်ကိုသုံးတယ် အဲဒီဝင်းကျင်ကိုသုံးပါတယ်အဲ့တော့ဒီဖောင်လေးရလဲကျွန်တော်ဒီမှာပြမယ်နော်ဒီအင်္ဂလာနေရဲ့မင်္ဂလာရှင်ဖောင်တစ်မျိုးတည်းဖောင်ဆိုင်တစ်မျိုးတည်းသုံးတယ်ပြီးသွားလို့ရှိရင်ဒီမှာရှိတဲ့မင်္ဂလာနေရဲ့အောက်မှာရှိတဲ့ဒီရက်ဆွဲနဲ့အရှိန်ပြီးရင်ဒီမှာအရှိန်ပေါ့နော်ပြီးရင်ဒီမှာကမင်္ဂလာနေရဒီဖောင်လေးတို့လဲကျွန်တော် W01 နဲ့သုံးတယ် W01 ကိုမှဒီဖောင်ဆိုင်ပေါ့နော်16 16 18အဲ့ဒီဝင်းကျင်မှာသုံးတယ်အဲ့တော့ဖောင်ဆိုင်ကလည်းကျွန်တော်တို့ကဒီသရိုးသားနဲ့သရိုးသမီး ရဲ့ဒီမိဘတွေပေါ့နော်နှစ်ဖက်သောမိဘတွေကဒီတားချင်းတွေများတဲ့ဆိုလို့ရှိရင်ကျော်ကဖောင်းဆိုင်ကိုသေးပြရတယ်တကယ်လို့တားချင်းနေပြီးတော့ဖောင်းဆိုင်ကိုជីကြီးရေးရေးလို့ရရင်လည်းဟိုជីပြီးလို့ရရနော်အဲ့တော့ဖောင်းဆိုင်ကတော့ပုံမှန်မရှိပါဘူးကျွန်တော်ဒီနေရာလေးမှာအဲအနည်းငယ်တော့ကွဲပါပဲပေါ့နော်ကိုကဒီသတို့သမီးဘက်ကရှိမယ်သတို့သားဘက်ကရှိမယ်ဒီတားချင်းမွေးချင်းတွေပေါ့နော် ဒီများရများတယ်လို့ကျွန်တော်ဖောင်းဆိုင်ကိုတေးရမယ်။နည်းရနည်းတယ်လို့ဖောင်းဆိုင်ကိုကြီးပြီးတော့ရေးမယ်ဆိုရင်ကြ။ဒါကျွန်တော်ကတော့ W session နဲ့ရေးလိုက်မယ်။အဲ့တော့ဒီစာလေးကိုကျွန်တော်ကတော့ copy ပဲယူလိုက်တော့မယ်။ဒါရေးနေကြောဗီဒီယိုကဒါရေးရှည်တော့မှာဆိုလို့ control ရစီ copy ယူ copy ယူပြီးတော့ဒီဘက်ကတက်ထဲအောင်တောင်းမယ်။ဒါဆိုလို့ရှိရင်ဒီနေရာလေးမှာ control ရ A control ရ B ရဲ့နေရာရှာပါတော့။နေရာရှာပြီးတော့သူ့ကိုဖောင်းဆိုင်ကိုတခါတည်း session လောက်ပေးလိုက်မယ်။ဖောင်းဆိုင်စိမ်းမှာ session ဆိုပြီးတော့ပြောင်းပြီးရင် keyboard ကနေ ကီဘုတ်ကနေအန်နာခောက်လိုက်ပါတော့ဗီယိုနှိပ်ပါဒီမူမူတူးပေါ့နော်ဗီယိုနှိပ်ပါဗီယိုနှိပ်လည်းရဒါဆိုလို့ရှိရင်ဒီပုံစံလေးရရင်သူ့အောက်ကိုလည်းဟွာပေးလိုက်မယ်အရှင်ကအဲဘယ်နေ့ဘယ်နေ့တနင်္လာရီရပါနော်ဘယ်နေ့တနင်္လာရီဘယ်နေ့တနင်္လာရီထိပေါ့နော်စသဖြင့်ဒီမှာရှင်းပေးရမယ်အဲ့တော့ဒီမှာဆိုရင်နည်းနည်းအချို့ဆိုရင်ရှိရပါနော်ကျွန်တော်နည်းနည်း6နာရီရနေပြီးတော့9နာရီပေါ့နော်6နာရီရနေပြီးတော့စပြီးတော့7နာရီဒါမှမဟုတ်17နာရီပေါ့နော်ဒါကို သုံးတဲ့ဒီကိုယ့်ရဲ့ဒီဘက်မှာကျင်းပါတဲ့ဒီ delay ကိုအဲရေးပေးရမှာဖြစ်တယ်ကျွန်တော်ကတော့6နာရီနေပြီးတော့နာရီ6နာရီမှအဲနေ့လည်း7နာရီချိန်ပေါ့နော်နေ့လည်း7နာရီရေးလိုက်မယ်7နာရီ စသဖြင့်ပေါ့နော်ဒီပုံစံလေးရှင်းအဲ့တော့ဒီဘက်မှာလည်းကျွန်တော်တစ်ချက်ပြပေးမယ်အဲ့တော့ဒီမှာပေါ့နော်အဲဒီဒီဒီပုံစံလေးရေးလို့ရတယ်နာယီအထီပေါ့နော်ဒီထဲမှာနာယီထဲနာယီထဲရမယ်နော်ပြီးရင်မင်္ဂလာနေရာလည်းဒီမှာရေးပေါ့နော်ဒီတိုင်းပဲရေးပါဒါလေးကိုကျွန်တော်တော့ copy ပြလိုက်တော့မယ် control ရယ် c copy ပူအဲဒီနေရာလေးမှာ control ရယ် v ရယ်နေရာရှာလိုက် control ပြပေါ့နော် okay ဒီပုံစံလေးရှာလာလိုက်မယ်ဒါဆိုရင်နည်းနည်းရှောက်နိုင်မှာပေါ့နော်အဲဒီထဲမှာနိုင်ထဲပါ နက်6နာရီမှ6နာရီမှ7နာရီထိပါเนาะ7နာရီထိပါเนาะထိမဟုတ်ထိပါเนาะ7နာရီထိဖြစ်ပါတယ်โอเคဒီပုံစံလေးရမယ်ပြေမင်္ဂလာဒီ phone site ကိုလည်း78လောက်ပဲထားလိုက်မယ်အဲ့တော့78ကိုပဲကျွန်တော်ရွှေ့လိုက်မှာတပါတယ်โอเคပြေအမှ ီသရိုးသားရဲ့အဖေဘက်ကဖြစ်စေအမေဘက်ကဖြစ်စေဒါကတော့ဒီညာလေးမှာသူတို့ရဲ့ကျင်းပမဲ့အင်္ဂလာနေရနေအိမ်ကိုရေးပြရမှာဖြစ်တယ်နော်အဲဒီမှာဆိုလို့ရှိရင်ဒါကျင်းပမဲ့ဒီသရိုးသားရဲ့အင်္ဂလာနေရနေအိမ်ပေါ့နော်သရိုးသားဖြစ်စေသရိုးသမီးဖြစ်စေသူတို့ဘက်မှာကျင်းပတဲ့နေအိမ်ကိုရေးပြမယ်အဲ့တော့ဒီညာလေးမှာကြာတော့ကျွန်တော်ကဒီထက်ပါမှာဒီနာမည်လေးပေါ့နော်ဒီနာမည်လေးကိုပဲရေးလိုက်မယ်ဦးလာဆိုတော့ဒေါ်သိန်းလာပေါ့နော်အဲ့တော့တီယိုနှိပ်ပါ ဒီဘက်ကနေ TO နှိပ်ပါ TO နှိပ်ပြီးတော့ဒီထဲမှာတခါလေပြောင်းလိုက်ပါမယ် W ဘလောက်လောက်ပြောင်းရင်စင်ပြီလဲဆိုရင်ကျွန်တော် W စက်ခွန်လောက်ထားပေးလိုက်မယ်အဲ W စက်ခွန်ကိုဖူလာဆိုပါနော်ဖူလာဆိုအပေါင် โอเคဝင်ပါเนาะဒီအားလေးကိုဆက်လက်မယ် w ဘယ်လောက်ပဲဆင်ပြီလဲဆိုရင် w 79တော့ကျွန်တော်ထိုင်ပြလိုက်မယ်โอเคဒီပုံစံလေးပါเนาะအဲဆိုရင်အဲဒီအိမ်မှာကျွန်တော်တို့ကသွားရောက်ပြီးတော့အခန်းပြရမှာဖြစ်ပါတယ်အဲ့တော့မင်္ဂလာဒီနားလေးမှာလာထည့်မယ်မင်္ဂလာမန္တမန္တမှာကျွန်တော်ပတ်တော့ပေါ့နော်အာပတ်တော့โอเคတော့ဒီပုံစံလေးရလာတယ်ခင်ဗျာ အဲ့လို့ရှိရင်ဒါဒီအထိကစုပြေးသွားပြီ။ Okay ဒီအထိစုပြေးသွားပြီဆိုလို့ရှိရင်ဒါလေးတွေကိုကျွန်တော်ကကြုံပေးမယ်နော်။အဲ့တော့ဒီဘက်မှာဆိုရင်ဒါလေးရအောက်ကိုနည်းနည်းရှာတင်ရှာပြီးရင်ဒါလေးကိုအပေါ်တင်တင်မယ်တင်။ Okay ဒီပုံစံလေးရမယ်အပေါ်လေးကိုနည်းနည်းထပ်ပြီးတော့တင်မယ်။အဲ့တော့ဒီ arrow key လေးနည်းနည်းရှုလိုက်ရအောင်နော်။ Okay ရောဒီပုံစံလေးရသားပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးမှာကျွန်တော်ဖူးလေးလေးထည့်မယ်နော်။ အဲဒီမလိုအပ်တဲ့ဖိုင်ကိုငါခါလေးပေးလိုက်မယ်အဲ့တော့ control ရဲ့ o ရဲ့နှိပ်ပါခုတေလေးတွေကျွန်တော်ထပ်ပြီးတော့ထည့်ပါမယ်ဘယ်ဖိုင်လေးထည့်လို့ရလဲဆိုရင်ဒီထဲမှာအများကြီးရှိရကျွန်တော်တို့ဒီထဲမှာတင်ထားပါတော့အဲဒီထဲကဒီဖိုင်လေးတစ်ခုကိုဖွင့်လိုက်မယ် okay ဒီထဲကနေပြီးတော့ဒီပန်းလေးတွေထည့်မယ်ဆိုလည်းရတယ်တခြားဒီကိုစင်ပြတဲ့အားလေးထည့်မယ်ဆိုလည်းရတယ်အဲ့တော့ဒီတော့ဒီဖိုင်ထဲမှာဆွဲပြီးတော့ထည့်လိုက်မယ် သူ့ကို control ရဲ့ဒီ transform လုပ်ပါမယ် transform လုပ်ပြီးသားပြီဆိုလို့ရှိရင်ဒီညာလေးမှာအောက်ကိုနည်းနည်းလေးဖြည့်ဆွဲ okay အဲ့ရှော့ဒီရဲ့ရှေ့မှာကျွန်တော်ထည့်သေးတယ်သူ့ရဲ့ရှေ့မှာထည့်မယ်ပြီးသွားလို့ရှိရင်သူ့ရဲ့နောက်မှာလည်းကျွန်တော်ပွားပေးလိုက်မယ် order key လေးနဲ့ပွားပါတယ်ဒီ object တွေကိုပွားခြင်းတဲ့အခါ order key ရဲ့ပွားပါတယ် control key နဲ့သူ့ကို select မှနှစ်ခုလုံးအောက်ကိုတစ်ပြိုင်တည်း ပွားလိုက်မယ်။ Okay တခုတခုပွားလိုက်ပါနောက်တခုတခုပွားပို့ပြီးတော့စနေပါတယ်။အဲသူ့ကိုလည်းဒီနောက်မှာ order လေးကိုဖြည့်ပြီးတော့ပွား။ Okay ဒီပုံစံလေးရမယ်သူ့အောက်ကိုလည်းထပ်ပြီးတော့မင်္ဂလာနေရာဆိုတဲ့နေရာမှာထပ်ပြီးတော့ပွားပေးမယ်။သူ့ကိုလည်းနောက်မှာဆက်ပြီးတော့ပွားပေးမယ်။ Okay ဒီပုံစံလေးရလိုက်နော်။ဒီပုံစံလေးရပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ကနောက်တစ်ခုဆက်ပြီးတော့သွားမယ်။အဲဒီဘက်ရှမ်းမှာကျွန်တော်ပြည့်စုံအောင်တစ်ခါလေးထည့်လိုက်မယ်။ဒီမလိုအပ်တဲ့ဟာယူကျွန်တော်တစ်ခါလေးဖြတ်မှာဆိုရင်လည်းဖြတ်လို့ရတယ်နော်။ control ရဲ့ w ရဲ့ page လိုအပ်တဲ့ဖိုင်ကိုတစ်ခါလဲပေးလိုက်မယ်ကွန်ထရောရဲ့ OO ဖွင့်ပြီးတော့ကျွန်တော်လူပုံလေးတွေကိုတစ်ခါလဲဒီမှာခေါ်ပြီးတော့ထည့်လိုက်မယ်ဒီပုံလေးဒီဖိုင်လေးဖွင့်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီထဲကအစင်ပြေတဲ့ဖိုင်လေးတစ်ခုကိုဖွင့်လိုက်ဒါလေးဆွဲပြီးတော့ဒီထဲမှာဆွဲပြီးတော့ထည့်လိုက်မယ်ကွန်ထရောရဲ့ D ရဲ့နှိပ်ပါပြီးတော့ရင်ဒီနေရာလေးမှာထည့်ပါမယ်โอเคစင်ပြေနော်ဒီပုံဒီပုံစံလေးဒါဆိုရင်စင်ပြေအဲ့တော့ပုံလေးရာသူ့ကို အဲ့ဒါကြောင့်ဒီပုံစံလေးရမှာနော်ဒီပုံစံလေးကျွန်တော်ထည့်ပေးသားရင်โอเคဒီပုံစံလေးရပါမယ်ဒီပုံစံလေးရဆိုရင်ကျွန်တော်ဖိတ်စံကျွန်တော်တရှံပြီးသွားပြီလို့ပြောလို့ရနော်တရှံပြီးသွားပြီလို့ပြောလို့ရပါတယ်ဒီဘက်မှာတော့ပါပါပြင်ဆင်ရမရှိဘူးလိုအပ်တဲ့ဒီဖူလေးလေးတွေကိုလိုက်ပြီးတော့ထည့်ပေးရပါမယ်ကွန်ထရောရဲ့ OS ထပ်ပြီးတော့ကျွန်တော်ဒီလိုအပ်တဲ့ ပန်းလေးတွေပါ냐ထပ်ပြီးတော့ထည့်ပါမယ်ဒီထဲကိုခေါ်လိုက်မယ်အဲဒီထဲကနေပြီးတော့ကျွန်တော်ပန်းတောင်လေးတွေအဲပန်းလေးတွေပါ냐ထည့်လိုက်ဒီထဲမှာကတော့ပန်းတောင်မရှိဘူးเนาะအဲဒီဒီအောက်ကအစင်ပြာလေးလည်းဒီမှာထည့်လို့ရနော်ဒီပုံစံလေးလည်းကျွန်တော်ထည့်လို့ရတယ် control ရဲ့ w control ရဲ့ o ရဲ့ပြန်ဖတ်မယ်ဒီထဲမှာအစင်ပြာလေး ါ်လိုက်ပါဟုတ်တယ်ဒီမှာပန်းတောင်းလေးပါနော်အဲဒီပန်းတောင်းလေးကိုကျွန်တော်ကဒီညာလေးမှာလာပြီးတော့ထည့်မယ်။ဒီကဒီညာလေးမှာဆင်ပြေတဲ့နေရာကွန်ထရိုးရတီရဲ့နေပါနော်။ဆင်ပြေတဲ့နေရာမှာကျွန်တော်လာပြီးတော့ထည့်လိုက်တာ။โอเค။အနာလေးခေါ်လိုက်။ဒါကတော့ကျွန်တော်အဲညာဘက်ရှမ်းမှာပဲထားလိုက်။ဘယ်ဘက်ရှမ်းမှာလဲထားပါဦး။ နော်โอเคဒီပုံစံလေးရိုက်ဆိုရင်ဒါကျွန်တော်တို့ခိစားရဲ့ဒီ variation ရိုးရိုးရှင်းရိုးရှင်းဆိုတာပြီးသွားပြီလို့ပြောလို့ရတယ်နော်โอเคဒါဆိုလို့ရှိရင်ဒီ variation မှာတရှမ်းပြီးသွားပါပြီ